သမရဒေါ်နယ်ထရမ့်ရဲ့လက်ကဘလတ်စတာဟာလက်ဆွဲနှုတ်ဆက်ရလွန်တဲ့ဒဏ်ရာတွေကြောင့်ဖြစ်တယ်လို့အင်ဖီရောကပြောပါတယ်။ဘီကတဲ့ရပိုင်းတွင်ထရမ့်ဟာညာဘက်လက်မှာဆေးဘလတ်စတာကတ်ထားတာကိုတွေ့မြင်ခဲ့ရပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်လို့သမရမှာကျမ်းမာရေးပြဿနာတစ်ခုခုရှိနေသလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်ခဲ့ပေမဲ့အင်ဖီရောကတော့လက်ဆွဲနှုတ်ဆက်ရတာတွေများလို့ဆိုပြီးဖြေရှင်းချက်ထုတ်ပြန်ခဲ့ပါတယ်။အသက်89နှစ်ရွယ်သမရဟာပြီးခဲ့တဲ့လပိုင်းတုန်းကညာဘက်လက်မှာမိကက်ခတ်တူဖိုထားတာမျိုးတွေ့ခဲ့ရဘူးပါတယ်။ အဲ့ဒီတော့ကတော့အင်ဖီတော်ပြောရေးဆိုခွင့်ရအမျိုးသမီးကာရိုလိုင်းလီယာဗစ်ကလက်ဆွဲနှုတ်ဆက်ရလွန်လို့ထရမ့်ရဲ့လက်မှာဒဏ်ရာဖြစ်နေကြတာလို့ပြောကြခဲ့ပါတယ်။အခုတခါပလတ်စတာကတ်ထားရတာကလည်းဒူညီတဲ့အကြောင်းအရင်းကြောင့်လို့လီယာဗစ်ကဆိုပါတယ်။ထရမ့်ဟာအမေရိကန်သမိုင်းမှာအသက်အကြီးဆုံးရွေးကောက်ပွဲအနိုင်ရသမ္မတအဖြစ်အမှတ်တမ်းဝင်ခဲ့ပါတယ်။သူဟာပြိုင်ဘက်ဖြစ်ခဲ့သူသမ္မတဟောင်းဂျိုးဘိုင်တန်လက်ထက်တွန်းကဘိုင်ဒန်ရဲ့အသက်အရွယ်နဲ့ကျန်းမာရေးအခြေအနေတွေပေါ်ပြစ်မှတ်ထားထိုးနှက်ခဲ့ဖို့ပဲမဲ့ လက်ရှိဒူတာဝန်ယူအုပ်ချုပ်နေချိန်မှာတော့သူရဲ့ဂျမ်းမာရင်နဲ့ကြံ့ခိုင်မှုအပေါ်တန်တရာတိုင်းကိုအပြင်းအထန်ခုခံပယ်ချနေပါရှင်။